raising creators တွေအတွက်တတိထားရမယ့်အချက်၅ချက်ကိုပြောပြပေးမယ်နော်ဆိုတော့တို့ပထမဆုံးတစ်ချက်ပေါ့နော်ပထမဆုံးတတိထားမယ့်တစ်ချက်ကဒီကိုအလုံးလုံးတဲ့အခန်းပေါ့နော်ဒီ raising လုပ်တဲ့အခန်းဟာအလွန်ပိတ်အခန်းမဖြစ်ရဘူးလူဝင်လူထွက်ကောင်းရမယ်အဲ brain mouse တွေပါလိရှိရမယ်ပေါ့နော်မဟုတ်လို့ရှိရင်လည်းတို့ပန်ကဖွင့်ထားတာမျိုးပါမျိုးပေါ့နော်အဲအဲ့လိုမျိုးဒီအလင်းရောက်ကောင်းကောင်းနဲ့လူဝင်လူထွက်ကောင်းတဲ့အခန်းမျိုးမှာ raising ကိုလုပ်တင်မယ်ပေါ့နော် ဆိုတော့ဒုတိယတစ်ချက်ကကြတော့ဒီ reason ရပါတော့သူကဒီ chemical နဲ့ပေါင်းပြီးတော့လုပ်ထားတာပေါ့နော်ဆိုတော့ဒီသူလာတဲ့အချိန်မှာဒီအရှင် state နဲ့လာတယ်ပေါ့နော်အဲဟာမှာသူ creator ဒီကအအကြောင်းလေးဆက်တာတို့ဘာလို့လုပ်ပြီးတော့မှသူအချောက်ခံရတယ်ပေါ့နော်ဆိုတော့၆သွားတဲ့အချိန်မှာတော့သူကဘာမှပြဿနာမရှိတော့ဘူးပါဆိုတော့ဒီ reason ပကံပြားတွေပါရတော့လောက်ကြတယ်ပေါ့နော်အဲကြိုက်စားပြီးကြိုက်ကြိုက်စားပြီးတော့မျိုးမချရပြီပေါ့နော်ဆိုတော့ဒါပေမဲ့ဒီ၆သွားတဲ့အချိန်မှာသူကပြဿနာလုံးဝမရှိဘူး အန်ရည်ကင်းနေပေါ့နော်ဒါပေမဲ့ဒီအရေးစိတ်မှာတော့နည်းနည်းအန်ရည်ရှိရပေါ့နော်ဘာလို့ဆိုကမ်ပီကဲဖြစ်နေလို့ဆိုတဲ့အတွက်ဒိုးဒီဒီ reason တော့ artist တွေပေါ့နော် creators တွေကဘာလို့လဲဆိုတော့ mask တပ်ဖို့တပ်ဖို့လိုရပေါ့နော် mask ကိုဒီလိုမျိုးလုံးဝ safety ကောင်းတဲ့ mask မျိုးပေါ့เนาะအဲရှင်းနိုင်လို့ရှင်ဒီလို mask မျိုးတက်တာအကောင်းဆုံးပဲအဲမဟုတ်လို့ရှင်လေအဲ့လာဒီတို့ရိုးရိုး face mask ပေါ့ face mask တတ်တယ်ဆိုလို့ရှိရင်လည်းဒီလုံးဝနှာခေါင်းအော်လိုမျိုးပိတ်ထားပြီပေါ့နော်အနက်လုံးဝမဝင်အောင်ပေါ့နော်အဲတတ်တင်တယ်ပြီးတော့နောက်ဒီလိုမျိုးမျက်လုံးအကာတွေပါတယ်လေကိုတတ်တင်တယ်ပေါ့နော်ဒါဆိုသူ့ရဲ့သူ့မှာသူ့မှာပါလေအခိုးလားအငွေ့အဲ့လိုမျိုးရှိရှိရခါကျတော့အဲဒီမျက်လုံးကိုလည်းကိုကောင်းအောင်လုပ်တင်တယ်ပေါ့နော် တတိယတစ်ချက်ဗတ်ဒီယန်တစ်ချက်ကကြတော့ဒီ raising ကိုပေါ့နော်သူ skin နဲ့တရိုက်ချီတွေ့ရကိုရှောင်ပေါ့နော်ဆိုတော့ဖြစ်နိုင်လို့ရှိရင် let it ဆိုပြီးတော့နှုတ်တင်တယ်ပေါ့နော်အမားရဲ့ဒီတင်တန်းဗီဒီယိုတွေထဲမှာတွေ့လိမ့်မယ်အမားဒီလက်တွေ့လုပ်ပြတဲ့ဗီဒီယိုတွေမှာဆိုလို့ကျွန်မလက်အိမ်မဆုတ်ဘူးပေါ့နော်ဘာလို့ဆိုတော့လောရတာမလွတ်လပ်သလိုခံစားရတယ်ပေါ့နော်ဒါပေမဲ့မဘာလို့လဲဆိုတော့ဒီအာလက်မှာပေးသွားတဲ့ဗညာဆိုလို့ရှိရင်အဲချက်ချင်းတ िश ူးနဲ့ကိုအရင်အမြန်ပေါ့နော်အရင်ဆုံးတုတ်လိုက်တယ် မပြီးလို့ရှိရင်လက်သွားဆေးရပေါ့နော်သူအဲဟာလေးဒါသတိထားပါမယ်နံပါတ်၄ချက်ကတော့ဒီ raising ပေါ့နော် raising ကိုသူတိန်းတဲ့အချိန်မှာအဲဒီနေအောင်ကြီးတရက်မချီတွေးတဲ့နေရာမှာထားဖို့ပေါ့နော်ပြီးတော့နောက်အဖုံးလုံးအောင်ပိတ်ဖို့ဒီနောက်ဒီခလေးတော့မတော့ပေါ့နော်အဲ့လိုမျိုးမရောက်မရောက်နိုင်မဲ့နေရာမျိုးပေါ့နော်အဲအဲ့လိုမျိုးမှာတေချာတိန်းတင်နေပေါ့နော်နောက်ဆုံးနံပါတ်၅ချက်က ဒီ raising လုပ်တဲ့ချိန်မှာပေါ့နော်သူ break time ယူတင်တယ်ပေါ့နော်အဥပမာသဘောကသူကမနက်ဟိုမနက်ကနေည8:00ပေါ့နော်ဒီ raising ဇက်တိုက်လုပ်နေရမျိုးမဟုတ်ဘဲနဲ့ဟလာသူ3-4နာရီလောက်လုပ်အဲပြီးလို့ရှင်သူမျိုးလုံးအနာပေးလေကောင်းလေးတန်ရှူတေချာနာပေါ့နော်အဲပြီးတော့မှဒီ project ပြန်စတာမျိုးတော့မဟုတ်နောက်တနေ့မှလုပ်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးလုပ်တင်တယ်ဒီခဏကို ကိုကိုအနာပေးတာပေါ့နော်မဟုတ်လို့ရှင်ရင်ဒီဒီ reason ရဲ့ဟလာ master ထားရတာတို့ပါတို့ဒီမျက်လုံးအားဆိုင်ရတာတို့ကြောင့်အမူရာတို့ပါတို့ဖြစ်နိုင်ဖြစ်ဖြစ်တတ်တယ်ပေါ့နော်ဒီခါကျတော့ကို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 အနာပေးပြီးတော့မှာလောက်ကြပါလို့အားလုံးဆင်ပြီးကြပါစေနော်